ယောဂီသူတော်စင်များအလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဥစဉ်ကတော့ခိတေတီဆရာတော်ပါဥစဉ်တို့ဒီလောကကြီးကို ရောက်လာကြတဲ့အခါငြိမ်ငြိမ်ချမ်းချမ်းစိတ်ချမ်းသာ ရှင်ကြရပေါ့ငြိမ်ငြိမ်ချမ်းချမ်းနေချင်ကြတယ်စိတ်ချမ်းသာရှင်ကြတယ် ဒါဘိုက်ဆန်ဘလောက်ပဲရှမ်းသာရှမ်းသာဒါရှမ်းသာအစင်မဟုတ်သေးဘူးဒါစိတ်ငြိမ်းချမ်းအောင်လုံးမပဲလို့လူတိုင်းတော့သိတယ်လူတိုင်းလေဒါရိတ်တာတွေလေအများကြီးဝင်နေလူကလည်းဝင်ကြတယ်တချို့ကတရားစခန်းမဝင်ကြဘူးပေါ့ရိတ်တာမဝင်ကြဘူးအဲ့ဒါဦးစင်တို့တွေးကြည့်တာပေါ့နော်ပါကြောင်တရားမမဖြစ်တာလေဆိုတဲ့အခါ တရားမဲ့ဖို့ကိုကြောက်နေကြတယ်ပုံစံပေါ့ဘာလို့ကြောက်နေကြတယ်လို့ပြောလေဆိုတော့တပည့်တော်မာရုကခါခွေးထားတာဗျာမထိုင်နိုင်ဘူးတပည့်တော်တို့ကဒီလိုကြမ်းပြင်မှာမငုတ်တော့မထိုင်နိုင်ဘူးအဲ့လိုပဲထင်ထားတယ်တရားဆိုတာထိုင်ရတဲ့အမျိုးမျက်လုံးမိတ်ပြီးတော့တော်တော်လေးအောင်းအီသီးခံရတဲ့အမျိုးအဲ့လိုထင်ထားတာ အဲ့ဒါမဟုတ်ဘူးလားဖေဟာအဲ့ဒါလေမှန်ပါတယ်တစ်ဖက်ကနော်တရားမှာနိလန်၄ခုရှိတာကို သတိပဋ္ဌာန်တရားကကာယဝေဒနာစိတ်တဓမ္မလို့ကာယ ानु ပသနာသတိပဋ္ဌာန်ထိုင်စရာလိုလားညာလဲညာလဲနေဘေးလဲရင်ဘေးလဲနေတဏီကုံစည်းနေလို့မရဘူးလားထိုင်စရာမလိုဘူးနော်ဝေဒနာနုပသနာသတိပဋ္ဌာန်ဒီတခါထိုင်ရပြီ ဝေဒနာဆိုတာနာကျင်လာတဲ့နေရာကိုအရင်ဆုံးပထမဆုံးထွက်လေဝင်လေမဲ့မယ်မဲ့ပြီးတော့မှနာကျင်တဲ့နေရာကိုထောင်းပြီးတော့နာယီတော်တော်များများလေငါရှောင်းနာယီရှင်းနာယီလောက်မဲ့နိုင်လေတနေကုန်မဲ့နိုင်လေပိုကောင်းလေလို့ဆရာတော်တွေကများသောအဖြစ်ဒီဝေဒနာနုပတနာကိုပဲကမ္မထံပေးကြတာ များပါတယ်မြန်မာနိုင်ငံတွင်းမှာဟူကာယဝေဒနာစိတ်တ စိတ်ကိုစောင့်ရှောက်မယ်စိတ်ကိုဘယ်လိုမျိုးပြောထားလဲဆိုရင်ကြားစိတ်မြင်စိတ်စားစိတ်เนาะယနာကောက်စိတ်တွေးတော်စိတ်ခြင်းစီစိတ်တွေးတော်ခြင်းစီစိတ်ဒီစိတ်တွေဖြစ်တိုင်းဖြစ်တိုင်းမှာသီးပေးနေပါဒီစိတ်ကမျက်လုံးဖွင့်ထားရင်ရောမဖြစ်ဘူးလားဖြစ်တယ်မျက်လုံးမိနေရင်ရောမဖြစ်ဘူးလား TV ကြည့်နေရင်ရောမြင်စိတ်ပေါ်မနေဘူးလား ။သချင်းနားထောင်နေရင်ကအကြစိတ်ပေါ်မနေဘူးလား။ပေါ်နေတယ်။ဒါဆိုရင်စိတ်တန်နုပသနာကို လေ့ကျင့်ရင် ကိုကတာရှည်များများထိုင်စရာလိုလားမလိုဘူးเนาะဒီမှာလေးတစ်ချက်ရှိတယ်ကိုကအကုန်လုံးဒီသတိပဋ္ဌာန်တရား၄ပါးလုံးဒီဒီဓမ္မနုပသနာဆိုတဲ့သဘောစည်ရနေတဲ့သဘော နော်ဒုက္ခသစ္စာဆင်းရဲကြောင်းသဘောသမုဒိယသစ္စာရှုံငိမ့်ကြောင်းသဘောနိရောဓသစ္စာရှုံငိမ့်တယ်လို့သီးတဲ့သဘောမေဂသစ္စာဒီသစ္စာ၄ပါးမှာပဲစိုက်တာဗောအဲ့ဒါဓမ္မနုပတနာတတိပဌံကိုရိုးရွေးချယ်ရမှာကဖိုတို့ကခိုးယောင်ယောင်တီယောင်ယောင်ဖြစ်နေကြတာကို ဥပမာဝေဒနာနုပတနာမက်တယ်လို့လေးပြောတယ် ပြီးတော့တရားခွေကြီးဖွင့်ထားတယ်မျက်လုံးမိတ်ပြီးတော့ထိုင်နေတယ်ကဘေဟာမက်မလဲကြားတာကိုမက်မလားနားတာကိုမက်မလားထွက်လိဝင်လိမက်မလားမပြစမ်းဘေဟာကိုမက်မလဲဖုံဖုံတို့ဘေဟာကိုမက်လဲအဲကြားတာထင်ရှားနေတယ်လေခွေဖွင့်ထားတော့ကြားနေတာကိုမက်နေလေအဲ့ဒါနာစရာတွေကိုမက်စရာမလိုဘူးလေနာရီတဲ့နေရာကိုဥပိ္ပခပြုထားလိုက်သီးခံပြီးတော့ကြီးကိုမကြီးနဲ့ လေးကိုကြည့်စီရမလို့ကိုကတွေ့တော်တဲ့စိတ်ကိုအတိပေးမယ်ကိုကကြားတဲ့ကြားစိတ်ကိုအတိပေးမယ်စိတ်ပိတ်ဆုံးမှန်မှငြိမ်နေဖို့ပဲအဓိကသမာဓိဆိုတာဒါပဲမလားစိတ်အတိတ်ကိုရောက်မတော်ဘူးစိတ်အနာဂတ်ကိုရောက်မတော်ဘူးအဲ့ဒါပဲအဲ့ဒါကိုနားမလည်လို့တရားမရနိုင်ဖြစ်နေကြတာရောနေတယ်ဘလို့ရောနေပါလေဗျာဆိုရင် ဝေဒနာနုပသနာမတေယောဂီကထလာတဲ့အခါဘလို့ညာလဲနေသည်ဘေလဲနေသည်မဲလို့ရမှာလေမမဲ့တော့ဘူးသူမှပြီးပြီတရားမဲ့လို့ပြီးတော့ပြီထင်တာကိုတကယ်တည်းဆိုရင်အဲ့လိုမရဘူးနော်တရားမဲ့လို့ထလာတဲ့အခါလေရဲ့ရင်ရက်တယ်ဒီပေးရတာညာလဲရင်ညာလဲနေဒီပေးဖို့အတွက်စိတ်တာနုပသနာကိုမဲ့နေတဲ့ယောဂီမှနော် ညာလဲခန္ဓာပြောင်းခြင်းနဲ့ဒီပေးရတာပေါ့စိတ်ကိုယုံနေဒီပေးရတာပေါ့ထားတယ်ညာလဲနေမေလဲနေအဲ့ဒီခါမှဒီပေးရတာပေါ့ဒါစိတ်ကကိုကစိတ်တနုပဒနာကိုမှတ်နေတာကိုနော်အဲ့ဒါနဲ့ကိုကလူတွေကပြောတာပေါ့ဘုန်းကြီးတွေကဒီစိတ်မငြိမ်တဲ့အခါထွက်လေဝင်လေမှတ်တဲ့ထွက်လေဝင်လေကမူချိုမှာမခေပြီးပြီလေ ဒါပေမဲ့ထွက်လေဝင်လေနဲ့မတီးတဲ့လူလေးရှိတယ်။ထွက်လေဝင်လေမှတ်လိုက်မှစိတ်ကပိုပြီးတော့လွင်ထွက်တော့တာရှိတယ်။နော်ဖောက်ပိန်မဲလိုက်မှစိတ်ကပိုပြီးတော့လွင်ထွက်တော့တာရှိတယ်။တချို့ဆိုရင်နှလုံးအိမ်မှာကြီးမှနော်ဒါသူလူတယောက်ရဲ့ဇယိတ်ဝါဒနာဘလူမျိုးပါလာလေဆိုတာကိုဖရပေးသီးတာကိုဖုံဖုံတို့မသိပါဘူးဘေးဖုံဖုံမှ မသိပါဘူးလူတယောက်ရဲ့ဇယိတ်ဝါဒနာကို ဒါပေမဲ့အခုကနာရီနေရာကိုထောင်းပြီးတော့ကြီးလိုလေးပြောတယ်ခွေကလည်းဖွင့်ထားတယ်ဘလို့မက်မလဲ